လုံးမင်္ဂလာပါရှင်။ကျမ behavior management အကြောင်းလေးကိုဆွေးနွေးနေရာတော်တော်များများလေးခရီးခရီးရောက်လို့ရလာပါပြီ။အဲဒီမှာဆိုရင်ကျမဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတွေကို live ကြည့်ရှုနေတဲ့သူတွေကတော်တော်များများကိုလည်းရရှိနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အဓိက behavior management မှာဒီ ABA ရဲ့နည်းလမ်းပေါ့နော်။ဒီ apply behavior analytics ဆိုရဲပေါ့နော်။ဒီနည်းလမ်းလေးကနေပြီးတော့ကျမဆောင်တဲ့ ဒီဒီနီလာမမအေဗီနီလာမမအခြေခံပြီးတော့နီလာ၅ခုကြောင်းကိုကျွန်မဆွေးနွေးပေးပါမယ်ဆိုပြီးတော့ပေါ့နော်ရှေးပိုင်းမှာကျွန်မအားလေးကိုပြောကြခဲ့ပါတယ်အဲ့ဒီကနီလာနေထဲမှာဆိုရင်ကျွန်မပထမအဆုံးဆွေးနွေးခဲ့နီလာလေးဟာသူက DTT သူကကြတော့စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားတဲ့နည်းတွေနဲ့အဲမိမိတို့လိုချင်တဲ့အပြုအမူတွေစွမ်းရည်တွေရရှိလာအောင်ဆောင်ရွက်ခြင်းဖြစ်တဲ့ discrete trial teaching ပေါ့နော်ဒီ method တွေနဲ့ပေါ့နော်သူရဲ့အခြေခံမှုတွေလုံဆောင်ရမယ့်အစ်စ်နေပေါ့ကျွန်မအများကြီးဆွေးနွေးပေးခဲ့ပါလေရှင်အဲဒုတိယနေ့ကတော့ teacher environment teaching ဆိုတဲ့ပေါ့နော်တော့ပတ်ဝန်းကျင်မှာလေ့ကျင့်သင်ကြားပေးတဲ့နည်းလမ်းဒီတီတီတုံးကတို့တွေက tension တွေရအောင်လေ့ကျင့်ခဲ့ပြီဆိုတာဖြစ်တဲ့အတွက်သဘာဝပတ်ဝန်းကျင်နဲ့အခြေခံပြီးတော့သင်ကြားတဲ့နည်းလမ်းကြရင်တို့ကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့လက်တွေ့ဆောင်ရွက်မှုကြီးနဲ့ အဲဒါမျိုးလိုစွမ်းရည်တွေပေါ့နော်အပြူမူတွေကိုဒါဖွံ့ဖြိုးလာအောင်ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့တင် जा နည်းလေးဖြစ်သွားပြီအဲ့ဒီအနေပြီးတော့တတိယနည်းလမ်းဖြစ်တယ်ပေါ့နော်သူကတော့ပိုက်ဖို့တဲ့ response training ကြတော့သူကအဓိကကြားတဲ့တုံ့ပြန်မှုတွေရရှိအောင်ဒေချင်တင် जा ပေးတာဖြစ်တယ်အဲ့ဒီမှာလည်းပဲသူ့မှာအစီအစဉ်ရှိတယ်ဒီအစဉ်ကိုရရင် ပို့ပြီးတော့ဒါဒီပို့ပြီးတော့ကျက်ပြက်လာပြီပေါ့နော်သူတို့ဒီမှာဘာသာစကားဆိုင်ရာဆွမ်းရည်တွေရောဇာဆက်သွယ်ရေးဆိုင်ရာဆွမ်းရည်တွေရောလူမှုဆက်ဆံရေးဆိုင်ရာဆွမ်းရည်တွေရောစနေတကြပေါ့နော်ကလေးအနေနဲ့ကလေးနဲ့ဆိုင်တဲ့အပြုအမူတွေကိုဖွံ့ဖြိုးလာအောင်ဒါလေ့ကျင့်သင်ကြားပေးသွားကြရမယ်ဆိုပြီးတော့ကျွန်မဆွေးနွေးပေးခဲ့တာနီး၃နီးကိုတော့ပြီးသွားပါပြီအဲယနေ့မှာတော့ပေါ့နော်ကျွန်မနီးနောက် စတုထနီးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တုံကင် economic ဆိုရဲပေါ့နော်ဒီတုံကင်နီးလန်းလေးတွေနဲ့အဲသူတို့တွေဘောနော်စစ်ဆော်မှုတွေဘလို့ပေးမလို့မဒီเจ้าရတခုပေါ့နော်ဒီမိမိဖြစ်ခြင်းနဲ့မိမိလိုချင်တဲ့အပြုအမူတစ်ခုစွမ်းရည်တစ်ခုကိုရရှိသွားဒီ token economy နဲ့ဘလို့တုံးပြီးတော့ သူတို့ရဲ့ကလေးတွေရဲ့အပြုအမူတွေကိုပြောင်းလဲလောင်ဆောင်ရွက်ကြမလို့ဆိုတာလေးကိုကျွန်မကနေပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကလေးဟာဒီလိုမျိုးရောင်စုံဖန်နှုံးလေးတွေကိုအရန်သဘောကျသူတို့အဲ့အရာလေးတွေဆိုဒါလူချင်းကြတာလေ။ဒါဆိုသူတို့ကြိုက်တာသူတို့ကဟိုတယောက်နဲ့တယောက်လဲမတူ क्वे ပြားမှုလဲရှိရဲ့။ဒါအများနှစ်သက်တာလေးကိုကျွန်မဆွေးနွေးပေးထားခြင်းဖြစ်ပါတယ်။ ်တက်တက်ထားတော့ပို့ပြီးတော့ပေးတာပို့ပြီးတော့ကောင်းပါလေရှင်ဒီမှာဆိုရင်ရောင်စုံဖန်နှုံးလေးတွေရှိရယ်ဒီဖန်နှုံးလေးတွေကိုသူတို့နဲ့ပေါ့နော်သူတို့ရဲ့သူတို့နှစ်သက်ထားလေးနဲ့စစ်စော်မှုတွေကိုပေးလို့ရှိရင်သူတို့ရဲ့အပြုမှုတွေဟာမိမိတို့လိုချင်တဲ့ပေါ့နော်မိမိတို့မှန်းထားတဲ့အပြုမှုတွေစွမ်းရည်တွေရရှိလာအောင်ဒီလိုမျိုးပေါ့နော် စေစုံမှုတွေပေးရမှာဖြစ်ပါတယ်ရှင်အဲဒီမှာဆိုရင်ကျွန်တော်တို့အဓိက ဒီ token economics မှာဆိုလို့ရှိရင်သူကဘာတွေကိုသွားတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ကလေးကိုကြီးကဒီလိုမျိုးပေါ့နော်ဒီလိုမျိုးမျိုးခုနလိုမျိုးဖန်တုံးလေးတွေကြိုက်တာလားသူကအယုတ်ကလေးတွေကိုကြိုက်တာလားဒါမှမဟုတ်လို့ရှိရင်သူတို့ဒီက block တုံးလေးတွေရှိရဲ့လေအတုံးလေးတွေနဲ့စင်ကစားရတာကိုကြိုက်တာလားကောလီလုံးလေးတွေကိုကြိုက်တာလားစသည်ဖြင့်ပေါ့နော်အဲ့ဒါလေးတွေနဲ့စိတ်ဆော်မှုပေးတာဖြစ်ပါလေရှင်နောက်တစ်ချက်ကကြတော့ လိုလားတဲ့အပြုအမူတွေကိုတိုးမြင့်ဆောင်ရွက်စေပြီးတော့မလိုလားတဲ့အပြုအမူတွေကိုလျှော့ချစေဖို့အတွက်ဒီတုံကင်မက်သက်ကိုလည်းသုံးပါတယ်တဲ့နောက်တစ်ခုကပေါ့နော်ကျမတို့ဒီ reinforcer တွေကိုလည်းသူတို့ဒါ reinforce ပေးတဲ့နည်းလမ်းလေးပေါ့နော် conditions reinforcer လို့လည်းသိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကလေးဒီတုံကင်လေးတွေကိုရလာတဲ့အခါမှာအဲဘယ်နှစ်ခုရရင်အဲသူလုံးချင်တဲ့ ဥမာသူကကစားကျင်နေဆိုကစားခွင့်ပေးမယ်ပေါ့ဥမာသူကကာတွန်ကားကြည့်ကျင်နေဆိုကာတွန်ကားပေးမယ်မိဒီတုံငင်ပဲနဲ့ကူရရမယ်10ခုဆို10ခုပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့သူတို့ကိုမလုပ်တာအောင်ဆိုရင်စေစုံမှုတွေပေးခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ကျိုးရင်သတ်မှတ်ထားတဲ့လှုပ်စေခြင်းနဲ့အပြုအမူအတွက်ပေါ့နော် စုပေးတာသို့မဟုတ်စုကိုမပေးဝဲထားတဲ့လှုပ်ရက်ကိုလှုပ်ဆောင်ခြင်းဖြစ်တယ်။ तू ကအဲမိမိတို့ကျိုးရင်လှုပ်ဆောင်စေခြင်းနဲ့အပြုအမူတွေရှိကြမယ်လေ။အဲ့ဒီအပြုအမူပြုမှုလာပြီဆိုရင် तू ကိုစုပေးတယ် အဲတုံကင်လေးပေးတယ်အဲ့လိုမျိုးတုံကင်ပဲနဲ့ကုရရင်မင်းလုပ်ချင်တဲ့အလုပ်တစ်ခုကိုအတ္တိပတိတစ်ခုကိုလုံဆောင်ခွင့်ပေးမယ်အဲ့လိုမျိုးနီလန်းနေနဲ့သူတို့ကိုကျမတို့ဒီမိမိလိုချင်တဲ့အပြုမှုတွေရအောင်ဒီချစ်တင် जा ပေးခြင်းဖြစ်ပါလေရှင်အဲဒီတုံကင်ကပုံစံမျိုးစုံဖြစ်တိုင်းနဲ့သူကရမတ် point တွေလည်းရှိနိုင်မယ် sticker တွေ star လေးတွေအခြားရိုးရှင်းတဲ့ပစ္စည်းတွေပေါ့နော်သူဒီကမိမိတင် जा ပေးမယ်ကလေးကဘာကြိုက်တာတော့ဆိုတော့လေ့လာပြီးတော့ သူ့ရဲ့စေစုံမှုကိုဘယ်လိုပေးမလို့ဆိုတာကိုစဉ်းစားရမှာဖြစ်ပါလေရှင်အဲ့တော့ကြတော့ तू ကစတီကာလေးတွေကြိုက်တာလား ဒါမှမဟုတ်ရင် तू ကခုနပြောတဲ့ဂေါလီလုံးလေးတွေကိုကြိုက်တာလားဖန်လုံးလေးတွေကိုကြိုက်တာလားအယုတ်ကလေးတွေကြိုက်တာလားအယုတ်ဆိုလည်းဘယ်လိုပုံစံမျိုးအယုတ်ကလေးတုံးပေါ့နော်အဲစသည်ဖြင့်ပေါ့နော်ရိုးရှင်းတဲ့ပစ္စည်းလေးတွေဖြစ်ရပါမယ်ရိုးရှင်းတဲ့ပစ္စည်းလေးတွေကိုပေးကြရဖြစ်ပေါ့နော်ဒီလိုမျိုးတုံးကင်မှာလည်းကျွန်တော်တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုမသုံးပါဘူးသူ့ရဲ့ဒီလုံဆောင်မှုနီလန်ကလည်းအင်မတန်ရိုးရှင်းတဲ့လွယ်ကူတဲ့အဲတကယ်ကိုပေါ့နော်ရိုးရိုးရှင်းရှင်းလေးနဲ့ကလေးတွေအများသူတို့ ဒီလေ့ကျင့်ပေးမဲ့ကလေးနှစ်သက်တဲ့အဲပစ္စည်းလေးတွေနဲ့ပေါ့နော် တုံကင်ကိုပုံစံမျိုးစုံပေးလို့လည်းရပါတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကျမတို့ DTT မှာပေးတဲ့စုနဲ့မတူတော့ဘူးတဲ့။တုံကင်စနစ်မှာပေးတဲ့လှုံ့ဆော်မှုကမတူတော့ဘူး။ကျွန်တော်တို့ DDD မှာတော့ကြာတော့သူတို့လိုချင်တဲ့ high five လုပ်တယ်ချီချူးပေးတယ်အဲနောက်ပြီးတော့သူတို့ကို ပေါ့နော်ဒါ reinforcer တွေမျိုးမျိုးတော့ကျွန်မဆွေးနွေးခဲ့ပါတယ် အမ်ပေးတယ်ပေါ့နော်သူတို့အဲ့ဒီမှာဒီဟာကကြတော့တုံကင်မှာပေးတဲ့လှုံ့ဆော်မှုကကြတော့မှန်ကန်တဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးတော့ပေးဖို့မလိုတော့ဘူးသူကြတော့ဘာလို့လို့ဆိုတော့ဟိုကကြတော့ဒီတီတီမှာတော့ကကြတော့ဒီသူကိုလို့ရှင်တဲ့အပြုတ်မှုမိမိမှန်ထားတဲ့ပေါ့နော်ရည်ရွယ်ထားတဲ့အပြုတ်မှုကိုကလေးကပြုတ်မှုပြီးဆိုတော့မှသူတို့ကို reinforce ပေးတာဒီတုံကင်ကကြတော့အဲ့လိုမဟုတ်တော့ဘူးသူ့ရဲ့တုံ့ပြန်မှုပေါ်မှာမူတည်ပြီးတော့အဲဒါကတော့စတီကာလေးဘယ်နှခုပေးရမှာ ဒါလေးကတော့သူ့ကို point ဘလောက်ပေးရမယ်ဟိုအပြည့်လို့ရင် तू ကမိမိလိုချင်တဲ့အပြည့်အမူကိုပြပြဝဝဆောင်ရက်တယ်ပြုမူလာတယ်ဆိုသူ့အပြည့်ပေးမှာပေါ့အဲ့လိုမဟုတ်တဝက်တစ်ပြည့်ပြုမူလာရင်ဖြစ်တတ်တယ်လေတဝက်တစ်ပြည့်ပဲပြုမူတယ်ဆိုရင် तू ကိုဒါ तू တတ်မှတ်ထားတဲ့အမှတ်ကိုပေါ့နော်ဒါလူကြီးကနေပြီးတော့ဒါမိဘကနေပြီးတော့သူ့ကိုစုပေးတယ်ဟာဒါဒီအပြည့်အမူလေးအတွက်ပေါ့နော်ဒါအပြည့်ဝဒါဒီအပြည့်အမူကိုမပြုမူနိုင်သေးရဒီလုပ်ငန်းလေးကိုမလုပ်ဆောင်နိုင်သေးရဒါကိုတော့ဒီက အမှတ်ကလေးဒီကပြီးတော့တုံကင်လေးဘလောက်ပေးမယ်ပေါ့နော်ဒီစတစ်ကာလေးဘယ်နှခုပေးမယ်ပေါ့အဲဒါမှမဟုတ်ဒီဂေါ်လီလုံးရောင်စုံဂေါ်လီလုံးလေးဘယ်နှခုပေးမယ်ပေါ့စသည်ဖြင့်သူတို့ကိုဒါစုပေးလို့ရရဲ့ပေါ့အဲဒါကကြတော့ဒီတုံကင်မတက်ဒီတုံကင်ရဲ့ဒီတုံကင် economics ကအဲဒါကွဲပြားခြားနားချက်ပေါ့နော်ဒီတီတီနီးနဲ့မတူချက်ကလေးပါရှင်ပြီးတော့ရှင်ဥပမာပေါ့နော်လုပ်ငန်းတစ်ခုအချိန်မီလုပ်ပြီးတယ်ဒါဆိုရင်ပို့သူ့ကို point တစ်ခုရမယ် ။ point ပဲနှစ်ခုရပြီလို့ရှိရင်သူလှုပ်တစ်ခုကိုလှုပ်တစ်ခုခုပေါ့နော်။သူလှုပ်ဆောင်နေတဲ့ကစားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကုနာလူမျိုးကျွန်တော်ကတ်တွန်ကားကြည့်ကျင်တာပဲဖြစ်ဖြစ်စသည်ဖြင့်ကလေးနှစ်သက်တဲ့လုပ်ငန်းကိုပေးမယ်။အဲ့တော့ကျတော့သူက point နေများအောင်စုရမှာကိုစုရမှာဖြစ်တဲ့သူသူ့ရဲ့အပြုအမူတွေဟာဒါကောင်းတဲ့အပြုအမူတွေဒါလူကြီးမိဘလူချင်းတဲ့အပြုအမူတွေကိုသူပြုမှုပေးရတာမယ်။ဒီလိုနီလန်းလေးနဲ့သွားချင်းဖြစ်ပါလေရှင်။အဲ့ဒါကြတော့ကျမတို့ဒီတုံကင်ရဲ့နီလန်လေးနေဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျမတို့ လုပ်ငန်းပြည့်စုံအောင်လုပ်ခြင်းသုံးမဟုတ်ပါနော်လိုလားတဲ့အပြုမူကိုပြသခြင်းပြုလုပ်ခဲ့လို့ရှိရင်အပြုသဘောဆောင်တဲ့တိုက်တွန်းအားပေးခြင်းကို တုံကေအနေဖြင့်ရရှိခြင်းဖြစ်တယ်။အဲအဲ့ဒါကကြတော့အဓိကတုံကေရဲ့ဟွာပေါ့နော်ကျွန်တော်တို့ဒီသူရဲ့ဒီပြုမူလို့တဲ့အပြုမူကိုရရှိတဲ့အခါမှာ တုံကေနီးလန်းလေးနဲ့သူ့ကိုတိုက်တွန်းအားပေးရဲ့အနေနဲ့အသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။ဒါမှသူကဒီအပြုမူကိုနောက်တစ်ချိန်ထက်ကထက်ကပြုမူလာမှာဖြစ်ပါတယ်ရှင်။ နောက်တစ်ခုကကျတော့ဒိုဂျင်းတဲ့ပြုမှုကိုတူတိုးမြင့်ဆောင်ရဲ့လာဖို့အတွက်တုံကေစနစ်ဟာထိရောက်တယ်လို့ဒါဆိုကြပါတယ်။ဒီကြကြောင့်ကလေးတွေကအဲ့လိုပဲလေသူတို့လုပ်ချင်တဲ့လုပ်တစ်ခုလို့ပဲဒါတာဆေးရထက်တန်တာလေဆေးရထက်တန်ပြီးတော့မလုပ်တုံဆိုလို့ရှိရင်အဲသူတို့ဒီအမတ်တွေရဖို့အတွက်သူကအမတ်ကိုရဖို့အတွက်သူဘာလုပ်မလို့စူးစမ်းမယ်ကောင်းမွန်တဲ့ပြုမှုတွေပြုမှုပဲနောက်တကဒီမိဘတွေဆရာသမားတွေကလှုပ်ခိုင်းတဲ့လုပ်ငန်းပေးတွေကိုသူတို့ပြီးအောင်လုပ်မယ် အဲ့လိုလုပ်တဲ့အခါမှာသူတို့ရချင်တဲ့ဒီကအမှတ်တွေ point တွေရလာမယ်တုံကင်တွေရလာမယ်ဒါဆိုရင် तू ကဘာလုပ်မလို့အဲ့လိုမျိုးရမှာ तू လုံးစသူတကယ်ကိုလွတ်လွတ်လပ်လပ်လုပ်ချင်တဲ့လုပ်ငန်းတစ်ခုကလုပ်ရမှာဟုတ်ဒါဆိုကစားသွားကစားချင်တာပဲဖြစ်ဖြစ်အဲခုနလိုမျိုးပေါ့နော်တစ်ခုခု तू ဆောင်ရွက်ချင်တဲ့အကြောင်းအရာတွေ तू လုံးဆောင်ခွင့်ရမှာအဲကြောင့် तू ကဘာလုပ်ရမလို့ဆိုရင်ဒီကအဲဒီလူကြီးမိဘရည်ရွယ်ထားတဲ့ ်အဲဆောင်ရွက်ရမယ်လို့ရည်မှန်းထားတဲ့အပြုအမူတွေစွမ်းရည်တွေကိုရရှိလာအောင်သူ့ဒီတုံကယ်နီးတွေနဲ့ကလေးကိုပေါ့နော်လေ့ကျင့်ပြောထောင်ပေးခြင်းဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျမတို့တုံကယ်နီးလေးရလဲအင်မတန်ရိုးရှင်းတယ်လေကူရဲဟိုကိုကိုကိုပေါ့နော်ပစ္စည်းပြေးတဲ့သူတို့ကိုပေးတဲ့စုတွေရာလဲ ဟိုပေါ့နော်ကျမတို့တကယ်ဟိုပေါ့နော်ဒါတာမန်ရိုးရိုးရှင်းရှင်းလေးတွေကိုပဲသူတို့ပေးမှာစတီကာလေးတွေတို့သူကရောင်းဆုံးဘောလုံးလေးတွေရောင်းဆုံးကောလုံးကော်ဒီလုံးလေးတွေဘလော့တုံးလေးတွေစသည်ဖြင့်ပေါ့နော်ဒါလေးတွေကတကယ်ရိုးရှင်းပါတယ်ဒါမျိုးကြီးနဲ့ဒီဟာလေးတွေဘယ်နဲ့ကုရရင်မလုပ်ချင်တာကိုလုပ်ရမယ်ပေါ့နော်အဲ့တော့ token ဒီက token economics ကကြတော့လဲကျမတို့ဒီ DDD နည်းရင်းနဲ့မတူဘူးဆိုတာလေးကလည်းတစ်ချက် ပွဲပြားမှုရှိရဲဆိုတာလေးကိုလည်းကျွန်မဆွေးနွေးပေးခဲ့ပါတယ်။ဒီ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 ကကြတော့တို့ကိုဒီကပေါ့နော်။သူဒီလှုပ်ဆောင်တဲ့ပုံမှာမူတည်ပြီးတော့တို့ကိုမလုပ်တာလို့ဆိုလို့ရှိရင်တခါတည်းတို့ကို reinforcer ပေးလိုက်တာ။တုံကင်ကကြတော့အဲ့လိုမဟုတ်ဘူး။အပိုင်းလေးတွေအပိုင်းလေးတွေတို့ကိုပေးပြီးတော့မှ တစ်ခုလုံးဒီကမင်းဘယ်နှဘက်ဘယ်လောက်တုံ့ပြန်ရရင်သူ့ကိုသူလှုပ်ဆောင်ကြည့်စင်တာကိုလှုပ်ဆောင်ခွင့်ပေးမယ်ပေါ့အဲအဲ့တော့ကြတော့ပို့ပြီးတော့စေစော်မှုဟာဟိုကလေးအတွက်ပို့ပြီးတော့ရရှိစေရဒါဆိုရင်မိမိတို့လိုချင်တဲ့အပြုအမူတွေစိုင်းရီတွေကိုဝင်ပြလောက်အောင်ဒီ token economic ကိုသုံးပြီးတော့ပေါ့နော်တင်ပြပေးလို့ရှိရင်ဒါမိမိတို့လိုချင်တဲ့ကြီးမားတဲ့အခြေအနေမျိုးတွေကိုရရှိလာစေမှာပါလို့ကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်